ဂျပန်နိုင်ငံနိုရာမာတောထေကအညိုကြီးတဲ့တစီကိုပြည်သက်များအားလုံးမင်္ဂလာပါရှင်အမန်းချင်းတွေကနေပြလေကျူဆူလိုက်ပါတယ်ဂျပန်နိုင်ငံရဲ့ဝေးသည့်ခေါင်ဖြားတဲ့နေရာတစ်ခုမှာနိုရာမာလို့အမည်ရတဲ့တစ်တောကြီးတစ်ခုရှိနေပါတယ်ဒီတောကြီးဟာအနေပြောင်မတိုးအောင်တိတ်တီးထူထန်လာတဲ့တောကြီးတစ်ခုဖြစ်တယ်လို့တော်ရင်တရိတ်ဆန်ငယ်လေးတွေနဲ့ကျင်းငတ်တွေကလည်းစက်စားကြတဲ့နေရာတစ်ခုပါ တော်ရိတ်တောင်ရိတ်တွေနဲ့အင်မတန်စိတ်ငြိမ်တာကြောင့်ခရီးသွားသူတွေအတွက်တော်တော်လေးအကြိုက်တွေးမဲ့နေရာတစ်ခုလို့ထင်မယ်ဆိုရင်တော့မှားသွားပါလိမ့်မယ်။နိုရာမာတောင်းဟာရှားပါတစ်ပင်တွေထူထပ်စွာပေါရောက်နေတဲ့အတွက်အဲ့ဒီနေရာမှာရှိနေတဲ့ပဝင်းကျင်ကဒဇင်းတွေအတွက်အနည်းငယ်ရှိစေနိုင်ပါ रे ။နောက်ပြီးတော့ဒီတောင်းထေမှာလွန်ခဲ့တဲ့ရာစုနှစ်အများစွာတုန်းကဒေါသကြီးရဲ့ဆာမူရိုင်းတယောက်ကိုကုတ်ကိုတတ်တည်ခဲ့ပြီးတော့သူရဲ့ဝိညာဉ်ကဒီနေ့ထိမကျွတ်သေးပဲတောထဲမှာရှိနေရလို့သိရပါဗျ။ ။ဒါကြောင့်မေလူတော်များများကနိုရာမာတောအုပ်ထဲကိုသွားဖို့လက်တွန့်ကြတာပါ။ဒီနေ့မှာတော့နိုရာမာတောအုပ်ထဲကမကျွတ်လွတ်သေးတဲ့ဆာမူရိုင်းတရေကြီးရဲ့အကြောင်းကိုပြပြပြီးသွားပါမယ်။အစီအသေးဖြစ်တယ်ဆိုရင်တော့ဆောင်းလေးချုံတစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးထိအတူကြည့်လိုက်ကြရအောင်ပါ။ဂျပန်နိုင်ငံရဲ့ တောင်တန်းဒေသတစ်ခုမှာရှိနေတဲ့နိုရာမာတောအုပ်ကြီးဟာဟိုးရင်တုန်းကတော့လူသွားလူလာရှိခဲ့တဲ့တောအုပ်တစ်ခုပါ။ဒါပေမဲ့လွန်ခဲ့တဲ့ရာစုနှစ်တွေအတွင်းဒီတောအုပ်ထဲမှာပေါ်ပေါက်လာတဲ့ Oreo လို့ခေါ်တဲ့ တဆေကြီးကြောင့်နောက်ပိုင်းမှာတော်ယုံလူတွေမသွားရဲတော့တဲ့အနေအားတစ်ခုဖြစ်ခဲ့ရပါတယ်။အိုရီယိုဆိုတာကတော့ဂျပန်ရိုးရာဆာမူရိုင်းဝစ်စုံကိုဝစ်စင်ထားတဲ့တရေအိုကြီးတကောင်ဖြစ်ပြီးတော့ဇပင်တွေကအခါလေလောက်ထိရှိပါတယ်။ညနာကဖြူဖက်ဖြူရောဖြစ်နေပြီးတော့ပါဇက်ထဲမှာလည်းအမဲရောင်သွေးပြည့်ပြည့်ကြီးတွေပြည့်နေရလို့သိရပါဗျ။ အချိန်လုံးကနိုရာမာတောဟာဆာမူရိုင်းအုပ်စုတစုနဲ့တစုကြားတိုက်ပွဲတွေမကြာခဏဖြစ်ခဲ့ပြီးတော့သစ္စာပေါခံရမှုတွေအသက်ခံရမှုတွေကိုကိုကိုတတ်တည်တဲ့ဖြစ်ရက်တွေအများကြီးဖြစ်ပေါ်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီလိုဖြစ်ရက်တွေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတောထဲမှာအတည်သွားတဲ့သူတွေရဲ့ဝိညာဉ်တွေအောင်မကျွလို့ဖယ်နေဒီတောကြီးထဲမှာထာဝရပိတ်မိနေကြပါတယ်။အဲ့ဒီထဲမှာအွန်ရီယိုလို့ခေါ်တဲ့တရေကြီးလေးအပါဝင်ဖြစ်ပါတယ်။နိုရာမာတောက်ထဲကလာတဲ့သူတွေအောင် ။ Oreo ဆိုတဲ့ဒီဆာမူရိုင်းတရေကြီးကိုပူဇော်ပသပြီးမှဝင်ရောက်ရပါတယ်။သူ့ကိုမလေးမစားလောက်တာမျိုးလုပ်မယ်ဆိုရင်တော့အဲ့ဒီသူတွေဟာတော်ထဲမှာမျက်စိလဲပြီးတရေဦးကြီးရဲ့ချက်လန်တာကိုခံရမှာပါ။ Oreo တရေကြီးဟာလူတွေရဲ့အတွင်းစိတ်ကိုပါညှို့ယူပြီးတော့ထိန်ချုပ်နိုင်တာကြောင့်သူရဲ့ချောက်လန်းမှုကိုခံရတဲ့သူတွေတော်တော်များများကတည်ရင်တည်မတည်ရင်ယူကုန်ကြပါတယ်။တခါတော့ကကောင်လေးတယောက်ဟာနိုရာမာတော်ကြီးတွေကိုဖျက်ဆီးနေရင် Oreo ကိုခွေမတောင်းမင်းနဲ့အပေါ်သွားမိခဲ့ပါတယ်။ အရင်ချိန်မှာပဲပဝင်းစစ်တစ်ခုလုံးရုတ်တရက်အမှောင်မဲအေးဆက်လာပြီးမကြခင်မှာပဲကောင်းလေးဟာတော်ရဲကနေသူ့ရဲ့နာမည်ကိုခေါ်တဲ့အတန်ကြားလိုက်ရပါတယ်။သူဟာအတန်နောက်ကိုစံတဝါဝါနဲ့အလိုက်သွားခဲ့ပြီးတော့တနည်းအားရောက်မှာတော့မျက်လုံးဖြူးကြီးတွေနဲ့စိုက်ကြည့်နေတဲ့တရေတကောင်ကိုတွေ့လိုက်ရပါတယ်။အရင်တရေကတော့အွန်ရီယိုပါပဲ။ကောင်းလေးဟာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့လက်တွေချီရီဟာကြောက်ရွံ့လိုမျိုးလုံမရဖြစ်သွားခဲ့ပြီးတော့ လောကကြီးတစ်ခုလုံးလည်းအမှောင်ကျသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သတိလင်းနေတဲ့သူ့ကိုတောဆက်မှထင်းခုတ်သမားတစုကရှာတွေ့ခဲ့ပါတယ်။သတိရလာတဲ့အချိန်မှာတော့ကောင်းလေးရဲ့စိတ်ကပုံမှန်မဟုတ်တော့ပဲကေယောင်ကရန်းနေရင်ရွတ်နေပြီးတော့တပတ်လောက်ကြာမှပဲတည်ဆုံသွားခဲ့ပါတယ်။ဒါကြောင့်မေနိုရာမာတောအုံနဲ့ဒေတာတဝိုက်ကလူတွေဟာအွန်ရီယိုဆိုတဲ့တရေကြီးကိုမလေးမစားမလုံရဲကြတော့တာဒီနေ့ထိပါပဲ။ မိတ်ဆွေတို့ရောဒီဆောင်မူတိုင်းတရေဦးကြီးနဲ့နှစ်ဘူးတွေ့တွေ့ကြုံတွေ့ခဲ့မယ်ဆိုရင်ဘလို့ဖြစ်ရှင်းမလဲဆိုတာကိုမှတ်ချက်ပေးခဲ့ပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်